DeepSeek ဆိုရဲဒီ AI engine ကြီးကြောင့်အလုံးချဘူးကြမယ်လို့ထင်ပါတယ်။ဒီတည့်ရတဲ့အတွင်းမှာပဲဒီ DeepSeek ဒီ AI application ရပါတော့လုံးဝကို hot ဖြစ်သွားတယ်။အဲ့တော့ကျွန်တော်တေးဥစာတင်နေတဲ့လူတွေကရောဒီ DeepSeek ကိုအသုံးပြုပြီးရောဘယ်လိုတင်လို့ရမလဲ။အရင်တော့ကမိတ်ဆက်ဘူးခဲ့တဲ့ဒီ ChatGPT နဲ့ရှင်းလိုက်မယ်ဆိုရင်ရောဘယ်လိုအားသာမှုပဲရှိမလဲ။ကြည့်ကြအောင် အရင်ဆုံးအနေနဲ့ကျွန်တော် learners အများစုကတော့စကားပြောကိုလေ့ကျင့်ခြင်းနဲ့ပေါ့နော်အဲအားကြောင့်မလို့ဒီ deep sick ကိုဝင်ပြီးတော့ဟေးစိလိုက်ပေါ့ microphone မပါလာဘူး microphone မပါလာတော့ဟာသွားပြီပေါ့သူက audio မရဘူးလားပေါ့အဲဒါတေချောင်လို့ရိုက်ကြည့်လိုက်တယ် um ဟုတ်တယ်အဲ website မှာလည်း uh website version မှာလည်းမပါဘူးပေါ့ phone application version နဲ့မှာလည်းမပါလာဘူးအဲ့တော့ deep seek ရဲ့အဓိက အားနည်းချက်လိုပဲပြောရမှာပေါ့နော်လောလောဆယ်မရသေးတာပါလဲဆိုရင်ဒီစကားပြော အတွက်စကားပြောလေ့ကျင့်ခြင်းနဲ့လူတွေအတွက်ကတော့တတိယဆိုလေးပါအေဂျင်လိုမရပါဘူး audio မပါဘူး input လောက်တာလည်းမပါသလိုသူ့အနေနဲ့ audio နဲ့ပြန်ပြီးတော့ output လောက်တာလည်းမပါလာပါဘူးခင်ဗျာ okay အဲ့တော့ audio ဘိုင်းမဟုတ်ဘူးပေါ့နော် audio ဘိုင်းမဟုတ်ဘဲနဲ့တခြားဒီ文字ဘိုင်းအဲစာလုံးလေးတွေပဲဆိုလို့ရှိရင်ဘယ်လိုတွေရှိမလဲကြည့်ကြအောင်အရင်ဆုံးအနေနဲ့ထောက်ရှာဒီ ဖတ်စာတွေပေါ့နော်အဲဒီတချို့ဆိုလို့ရှိရင်ဒီဖတ်စာအုပ်မှာဗာတွေရှိလဲဖတ်စာအုပ်ဝဲခြင်းမျိုးဆိုလို့ရှိရင်သိကျင်ကြမှာဒီစာအုပ်မှာဗာတွေရှိလဲအဲ chat gpt မှာရှားတော့ကတော့ तू ကဒီ copyright ကြောင့်မလို့ဗာတွေရှိလဲ तू မပြောပြဘူးဥပမာဆိုလို့ရှိရင် hsk 5 standard course ရဲ့ level အဲ hsk 5 standard course ရဲ့ဒီ lesson 1ကဗာလဲဆိုလို့ရှိရင် तू ကမပြောပြဘူး chat gpt ကမပြောပြဘူးဘာဖြစ်လို့ဆို copyright ရှိရဲဆိုပြီးတော့ तू ကဘာမှမပြောပြဘူးဒါပေမဲ့ဒီ deep seek မှာကျတော့ तू ကပြောပြလာတယ်ဒါပေမဲ့အမှားဖြစ်နေတယ် အမားကြီးပြင်နေရပေါ့နော်အဲ့တော့ကိုကပြန်ပြီးထောက်လိုက်မယ်ဆိုလို့ရှင်တော့ तू ကတော့ဟုတ်တယ်အဲ့လိုပဲတင်ပြောတာမှန်တယ်အဲ့ तू ကအဲ့လိုတော့ပြန်ပြောလာခဲ့တယ်ဟာဒါကတော့တနည်းအားဖြင့်ကောင်းတဲ့ချက်ပေါ့နော်အမှန်တာတော့မဟုတ်ဘူးဒါပေမဲ့ तू ကတော့ဒီ copyright ကိုဖောက်ပြီးတော့ तू ပြောပြနိုင်တယ်ဘာတွေရှိတယ်လဲဆိုတာ तू ကတော့ပြောပြနိုင်တယ်အဲ့တော့ဒုတိယချက်အနေနဲ့ဒီအဲတိရုပ်စာနဲ့မြန်မာစာပေါ့နော်အထူးဖြင့်ဒီဘာသာပြန်လေးတွေရောဘယ်လိုရှိမလဲ the bones and the story တပုတ်ကို ဖော်လို့ဆိုရသည် ChatGPT မှာမြန်မာလိုဘာသာပြန်ခိုင်းနေဆိုလို့ရှင်ဒီ DeepSeek မှာလည်းဘာသာပြန်ခိုင်းတယ်အဲ့တော့ဘာထွက်လာလဲဆိုတော့ DeepSeek မှာဘာသာပြန်တဲ့ဟာကပို့ပြီးတော့မြန်မာပို့စံသွားတယ် ChatGPT မှာကျတော့သူကဒီ computer ဒီစာရုပ်သေးလိုပုံစံမျိုးပေါ့နော်ဘာသာပြန်ထွက်လာခဲ့ရပေါ့အဲ့တော့ဒီဘာသာပြန်ပတ်မှာဆိုရင်တော့ဖော်လို့ဆိုရှင်အဲ့တော့ DeepSeek ကအများကြီးပို့တာနေတယ်လို့တော့မြင်မိပါတယ်အဲ့တော့ โอเคအဲ့တော့ဒီနေ့မှာတော့ဒီ deep sea ကအရန်နာမည်ကြီးနေဆိုတော့ top official ဒီ chinese learner is အတွက်ဘလို့အကျိုးရှိမလဲဆိုတာကိုအကြံပြင်းနေပြပြဖြစ်ပါတယ် audio version မရှိသေးတဲ့အတွက်နောက်တော့မှ audio version audio ဒီ function ပေါ့နော်အဲဒီ function ပါလာပြီဆိုမှပဲဒီ function ကိုတော့ top official ထပ်ပြီးတော့ review လုပ်ပြီးတော့ပြောပြပါမယ် 然后今天 video 聊到这了，宝贝，like 和 share 联络我。TAO, yeah, that's how you spell it. Now she's teaching videos, they be going viral, can't you tell it? He's got the Chinese language flowing through his veins,